จิตตาတဲ့သင်ဟာအတိတ်ကာလတုန်းကမကောင်းတာကိုလုပ်ခဲ့လို့မကောင်းတဲ့အကျိုးရလက်တွေကိုရတာအဲ့ဒီမကောင်းတဲ့အကျိုးရလက်တွေကိုဘုံမကြောက်မကောင်းမှုနဲ့ပြန်ပြီးတော့တုံ့ပြန်ခြင်းရတာလေဒီလိုတုန်းကမကောင်းလို့အခုမကောင်းတာအခုမကောင်းတာကိုမကောင်းတာကြီးနဲ့တုံ့ပြန်မယ်ဆိုရင်သင်အတွက်ကောင်းစရာအလားအလာမရှိတော့ဘူး ဒါကြောင့်ဒီကိစ္စဟာငကိုယ်တုံးကမကောင်းလို့ငါပေးဆက်ရတဲ့ကိစ္စအကျွေးပေးတယ်လို့သဘောထားပြီးတော့ကြည်ကြည်နက်နက်သာပေးလိုက်ပါပြန်ပြီးတော့ဒီပေးလိုက်တဲ့အတွက်ထပ်ပြီးတော့မယူချင်ပါတော့နဲ့ထပ်ပြီးတော့ရင်ရင်ထပ်ပြီးတော့ပေးနေရအောင်ပါနော်သဘောပေါက်ရလားဦးစင်ပြောတာကိုအဲ့ဒါလို့သူ့ရဲ့အတိတ်ဆက်ချောင်းကိုမြတ်စွာဘုရားကပြောပြန်ပြီးတော့ကိုမကောင်းခဲ့လို့မကောင်းတာနဲ့တွေ့ရတာဒါကိုမကောင်းတာနဲ့ပဲပြန်တုံ့ပြန်မယ်ဆိုရင်မကောင်းဆက်မကောင်းတန်တရားသာလဲနေတော့မယ် ဲ့ဒီမှာမြတ်စွာဘုရားကတရားဓမ္မတို့ဥရှင်တို့အတွက်မှတ်သားစေရာဒေသနာတစ်ခုပြောတယ်ဗျဟောတယ်အဲ့ဒါတော်တော်ကောင်းတယ်ဘာပြောလဲဆိုတော့ဟိုသူကကိုယ့်ကိုကြံကြံထန်ထန်ပြောလို့ကိုကသူ့ကိုပြန်ပြီးတော့ကြံကြံထန်ထန်ပြောမယ်ဆိုရင်တယောက်ပြီးတယောက်ပြောနေတာနဲ့ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့သင်သည်အနာပြတ်သောကြီးကွက်ကဲ့သို့အတန်မရှိသည် ဖြစ်ပြီလောတဲ့မြတ်စွာဘုရားဆုံးမတာ နော်ဆိုကြပါစို့ဦးဇင်းတို့ကြည်ဖလားလေးတလုံးအနာကကွဲနေတယ်ဆိုတန်းလို့ခောက်လိုက်တယ်ဆိုလို့ရှိရင်အတန်ကခဏနဲ့ရက်သွားရောဟုတ်လားဘာလို့ဆိုအနာကကွဲပြက်နေတာကိုဟုတ်ရလားတကယ်လို့သာကြည်ဖလားလေးရအကောင်းလေးဆိုရင်တန်းလို့ခောက်လိုက်ရင်မပြီးနိုင်ဘူးသူကပြန်ပြီးတော့အတန်တွေကထွက်နေတာအဲ့ဒါလို့မပြီးနိုင်မဆုံးနိုင်အတန်တွေထွက်မနေပါနဲ့အနာပြတ်တဲ့ကြည်ခေါင်းတော့အနာပြတ်တဲ့ကြည်ကွက်ကလေးလို့တစုံတစ်ခုနဲ့ထိခိုက်မိသွားတယ်ဆိုလို့ရှိရင် အတန်ကိုအကြာကြီးမထွက်ပါနဲ့ဟုတ်လားသူကအနာပြက်နေတာဆိုတော့တကယ်ကိုအကြာကြီးထွက်မလားမထွက်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားရမယ်ဒါဥစဉ်တို့ဒီနေရာမှာပြောချင်တာကဘယ်လိုအကျိုးတရားတွေပဲတွေ့ရတွေ့ရနောက်ွယ်မှာအကြောင်းတရားတွေဆိုတာရှိနေတယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဒါကြောင့်အထူးသဖြင့် မကောင်းတဲ့လောကဓာတ်နဲ့တွေ့လာတဲ့အခါမှာအကြောင်းတရားတွေရှိတယ်ဆိုတာကိုနားလည်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတ်တာရရအောင်ကြိုးစားဖို့မသင်ဘူးလားသင်တယ်ဒါအကြောင်းတရားအတိတ်အကြောင်းတရားပေါ့နောက်ပြီးတော့ဦးဇင်းတို့ဟောဖြစ်ရတခုကိုအခြေခံပြီးတော့အလွန်ကောင်းတဲ့လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့စဉ်းစားဆင်ခြင်နည်းတခုအဲ့ဒါကိုလည်းပြောခြင်းသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုမြတ်စွာဘုရားလက်ထက်တုန်းက မြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာအလွန်လက်လာဘပေါ်ပါတယ်နော်ကြော်စုံမှုလည်းအလွန်ပေါ်တယ်ချီးမွမ်းတန်လည်းအလွန်ရတယ်အလွန်မျက်နှာပွင့်တယ်ပေါ့အဲ့လိုလက်လာဘပူဇော်တက္ကရာအထုထိရောက်တော့ယူဝါဒတခြားရှိတာတယ်နော်တိတ်တိပရပိုက်တွေကတန်ဃာတော်တွေတွေ့လို့ရှိရင်ဘလို့မှသူတို့စိတ်ထဲမှာတိမခံနိုင်နော်ဒီမခံနိုင်တော့ဘာဖြစ်တော့ဆိုတော့တချို့ဆိုရင်တွေ့တဲ့နေရာမှာဆဲတာမျိုး ဆိုတာမျိုးစော်ကားတာမျိုးဒါတွေရှိ ရှိတော့ဒီနေ့တော့မြတ်စွာဘုရားကိုရဟန်းတော်တွေကဒလိုဒလိုပဲအညတရယူဝါဒရှိတဲ့နော်ပိဋိပရဝိတ်တွေကရဟန်းတော်တွေကိုဆဲကြတဲ့အကြောင်းနော်လဘတက္ကရာတိဟူသောအကြောင်းအကြောင်းသူတို့တီးမခံနိုင်လို့သူတို့တုံ့ပြန်ကြတဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဥဒန်းကျိုးတာတော်တွေကိုဓာိုက်ရိုက်ဦးဇင်းတို့ခေါ်တာတော့မဟုတ်ဘူးဥဒန်းကျူးတယ်ဆိုတာကဟိုရှံထွက်လာတဲ့ဇာတာတွေပေါ့ ရင်နဲ့မဆန့်လို့ရှမ်းထွက်လာတဲ့စကားပေါ့ပိုးပြီးတော့လင်းနေတယ်လို့တောင်ယူဆတဲ့ရရှိတယ်။ဥဒန်းစကားဆိုတာအဲ့ဒါဦးဇင်းတို့ဥဒန်းပါဠိတော်ဆိုပြီးတော့မြတ်စွာဘုရားဥဒန်းနေကြီးပဲတိတ္တတန်ခါရနာတင်ထားတဲ့နောက်ကျမ်းစာရှိတယ်။အေးအဲ့ဒီမှာမြတ်စွာဘုရားဘယ်လိုဥဒန်းကျိုးဆုံးဆိုတော့တော၌ဖြစ်စီယော၌ဖြစ်စီဆင်းရဲခြင်းချမ်းသာခြင်းဖြင့်တွဋ္ဌိတိရှိသောသူကြောင့်ကိုကြောင့်ဖြစ်တည်ဟူ၍အစွဲမထားရတဲ့ နော်ဒီခန္ဓာ၅ပါးရှိနေ၍သာလေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထလာကအကင်၍သာခန္ဓာ၅ပါးမရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထရအကြောင်းဘယ်မှာရှိပါအံ့နေတဲ့ဟောဒါလေးပြောတာဩသိုးရတဲ့လောကဓာတ်နဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့အတုမဲ့ဆေးတလက်လို့တောင်ဥစဉ်ကထင်တယ်ဟုတ်လားပြန်ပြောမယ်နော်တော်၌ဖြစ်စီရွာ၌ဖြစ်စီဆင်းရဲခြင်းချမ်းသာခြင်းတို့ဖြင့်တွေ့ထလာသည်ရှိသော သူ့ကြောင့်ဖြစ်သည်ငါကြောင့်ဖြစ်သည်ဟု၍အစွဲမထားရတဲ့။ဟော။ဘယ်နေရာမှာနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာကတော့တွေ့ရမှာကြုံရမှာပဲ။သူ့တွေ့လာတဲ့အခါမှာဒါသူ့ကြောင့်ဒါမှမဟုတ်ဒါငါအသုံးမချမ်းလို့အဲ့ဒါလို့ငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲတွေပြင်းပြင်းထန်ထန်မထားပါနဲ့တဲ့။နော်။သူ့ကြောင့်ဆိုရင်လည်းပဲဒါတော်တော်ရှုပ်သွားမယ်။သူ့ကြောင့်ဆိုရင်ကိုယ်ကတော့ရှင်းတော့မှာလေ။နောက်သူ့ကြောင့်ဒီဒုက္ခကြီးတွေ့တယ်ဆိုရင်သူ့ကိုပြောလိုက်မယ်သူ့ကိုဖယ်လိုက်မယ်ဆိုရင်ဒီဒုက္ခရှင်းသွားတယ်လို့ကိုကထင်ပါ အဲ့လိုဆိုရင် तू နဲ့ပြဿနာကတည့်ရတော့မှာဟုတ်ရဲ့လားငါကြောင့်ဆိုရင်လည်းပဲငါညံ့ရလိမ့်ချင်းဆိုပြီးတော့ကိုကိုကိုထိုးနှက်နေတာနဲ့လောကရန်တရားတွေကမပြောက်တဲ့အပြင်နောက်ထပ်စိတ်ဆင်းရဲမှုတွေပါတိုးမလာဘူးလားတိုးလာတယ်ဒါကြောင့်ဘယ်နေရာမှာပဲနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ရလိမ့်မယ်တွေ့လာတဲ့အခါမှာဒါဟာငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲမထားပါနဲ့တဲ့တကယ်တမ်းကတော့ခန္ဓာ၅ပါးရှိနေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိတာပါ ခန္ဓာ၅ပါးသာတကယ်လို့မရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဟာတွေ့တဲ့အကြောင်းမရှိပါဘူးတဲ့အဲဒီတော့ပေးတဲ့ဘောင်းတော်ကောင်းတို့ဟိုအတိတ်ကာလကအတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေဆိုတာကလည်းအကုသိုလ်ကံတွေနော်ဒါတပိုင်းတကဏ္ဍပေါ့အခုဒီဥပဒိဆိုတဲ့ဒီခန္ဓာကြီးရှိနေခြင်းဒီပင်လည်းချမ်းသာခြင်းဆင်းရဲခြင်းတွေ့ထိခြင်းရဲ့အကြောင်းတရားပဲအဲ့ဒါဘယ်လိုဘယ်သူဘယ်သူဘယ်သူညင်းနိုင်မလို့များဘယ်သူမှမညင်းနိုင်ဘူးဟုတ်ရလားအေးအဲ့တော့ဆိုလိုတာကလူတွေကခက်တာက ချမ်းသာကိုသာတွေ့ကြုံလို့ရပြီးတော့ဆင်းရဲကိုကြတော့မတွေ့ကြုံလို့ရဘူးမဖြစ်နိုင်ဘူးဒီခန္ဓာကိုယ်ကြီးရှိနေရင်တော့ချမ်းသာလည်းတွေ့ရလိမ့်မယ်ဆင်းရဲလည်းတွေ့ရလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါကိုကိုကအမှန်အတိုင်းနားလေသဘောပေါက်ပြီးတော့ဩဒါဒီပဲလေအကြောင်းတရားတစ်ခုပဲအကြောင်းတရားမှာတော်တော်ကြီးကျယ်တဲ့အကြောင်းတရားနော်အေးတကယ်လို့ဒီဆင်းရဲခြင်းဆိုတာကိုမတွေ့ကျင်ဘူးဆိုရင်နော်ဘဝဆက်ချုပ်ငြိမ်းရုပ်သိမ်းအောင်နော်ဘဝရဲ့ပုံမှန်တွေ့တာမမောတဲ့တဏှာလောဘကင်းအောင် ကြဲ့ဝင်ရှိတာပဲလေဟုတ်လားအဲ့လိုမကြည့်နိုင်လို့အဲ့လိုမဖြစ်သေးဘူးဆိုရင်တော့ဒီပုတ်သေးကပဲဒီပဲပဲ